မန်အောင်မြို့နယ်မှာရွေးကောက်ပွဲအတွက်ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP စိုင်းဘိုးဆိုက်ထူပြီးတော့မေးဆွေစေယုံမုံတွေစတင်နေတယ်လို့သိရပါတယ်။မန်အောင်မြို့နယ်မှာရှိတဲ့ကအေးကြီးရွာမှာအော်တိုဘားလ12ရက်နေ့ကအဲ့ဒီပါတီတပ်ဖွဲ့ဝင်တွေကပါတီစိုင်းဘိုးတွေဆိုက်ထူပြီးတော့ကြီးရွာသူကြီးရွာသားတွေကိုမေးဆွေစေယုံခေကြတယ်လို့မန်အောင်ဒေသခံအမျိုးသားတယောက်ကနှရိစရာကိုပြောပါရယ်။မန်အောင်မျိုးဟာစစ်တပ်အလုံးစုံထိန်းချုပ်ထားတဲ့မျိုးဖြစ်လို့ ရွေးကောက်ပွဲကျင်းပဖို့အခက်အခဲမရှိနိုင်ကြောင်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူရခိုင်မျိုးသားတယောက်ကပြောပါရယ်။မန်အောင်မျိုးနယ်အပြင်စစ်ကောင်မရှင် ထိန်းချုပ်ထားစေ ဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးနယ်တွေမှာလည်းမိဆွေစည်းရုံးရေးစတင်လှုပ်ဆောင်နေကြပြီဖြစ်ပါရယ်။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းကိုဒီဇင်ဘာလ28ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီးရခိုင်မှာစစ်ကောင်မရှင် ထိန်းချုပ်စေမျိုးနယ်၃ခုအပြင် အေးအေးထိန်းချုပ်ထားတဲ့ကွာတန်တွင်တောင်ကုန်းနဲ့အမ်းမြွနယ်တွေမှာပါရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်ကော်မရှင်ကကြေညာထားပါတယ်။